်ပွဲကြီးပွဲကောင်းတွေများတယ်အမတ်ဆန်ဝီသရီရဲ့ပွဲတင်တရားအကြောင်းဟုတ်ပါရင်ဒီကိုတို့ရေနော်အမတ်ဆန်စီစဉ်တူရဆိုလို့ရှိရင်မနက်ဖန်တောက်ကြနေမှာဆိုလို့ရှိရင်ဝီသရီကတော့ပြန်လဲစတင်ရင်ပဲဖြစ်ပါတယ်အဲ့မှာဆိုရင်တော့ဝီသရီမနက်ဖန်တောက်ကြနေရဲ့မတ်ဝမ်းမှာဆိုလို့ရှိရင်တော့တင်းဆဲဘင်းပတ်သက်မတစ်စီတို့ရဲ့ပွဲစဉ်ရှိမယ်တင်းဆဲဘင်းဆိုတာလည်းအခုလက်ရှိမှာဒီ၄ပွဲသောတာ၄ပွဲလုံးအနိုင်နဲ့ ranking table တရားရဲ့ number 1မှာရှိနေတဲ့အသင်းမတစ်စီဆိုတာလည်းအမတ်ဆန်စီစဉ်1ရဲ့ချန်ပီယံဆိုတော့အဲ့ဒီပွဲကလည်းကြီးကောင်းမှာပဲဖြစ်ပါတယ်အဲမတူးမှာဆိုလို့ရှိရင်တော့အခု space ပတ်သက် ဖေကွန် esport ရဲ့ပွဲစဉ်ရှိမယ်။မတ်3ရက်မှာဆိုလို့ရှိရင်တော့ဒီ MSN season 2ရဲ့ we do ပြီးမှအောက်ဆုံးနှစ်သင်းပေါ့နော်။ဒီ Ryan esport နဲ့ Blackton တို့ရဲ့ပွဲစဉ်ရှိမယ်။ကဲစနေနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပထမဆုံးပွဲစဉ်အနေနဲ့ကျွန်တော် New Bomb Fazer ဖေကွန် esport ရဲ့ပွဲစဉ်ရှိမယ်။မတ်2မှာဆိုလို့ရှိရင်တော့ Tinsel ရဲ့ Fazer Wine တို့ရဲ့ပွဲစဉ်ရှိမယ်။အဲ့ဒီပွဲကလည်းတကယ်စောင့်ကြည့်ရမယ်။ကျွန်တော်ခုနပြောသလိုပဲ Tinsel ဘင်းကလက်ရှိမှာဆိုရင် ranking table မှာနံပါတ်1နေရာရရှိထားတဲ့အသင်း၄ဘွဲဆိုတာ၄ဘွဲနိုင်ထားတဲ့အသင်း YG ကလည်း၃ဘွဲဆိုတာ၃ဘွဲလုံးနိုင်ထားတဲ့အသင်းဆို ့အဲ့ဒီပွဲကလည်းစောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။အဲ့ဒါဆိုစနေနေ့ရနောက်ဆုံးပွဲကတော့ကျွန်တော်ရဲ့ AI Sport Battle Platinum တို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ကဲအဲ့တနင်္ဂနွေနေ့ရအဖွင့်ပွဲစဉ်ဖြစ်တဲ့မဝမ်းမှာဆိုလို့ရှိရင်တော့ Bloodthorn Battle Across Space တို့ရဲ့ပွဲစဉ်ရှိမယ်။ Mattu မှာဆိုလို့ရှိရင်တော့ Paladin Battle Mythic တို့ရဲ့ပွဲစဉ်ရှိပြီးတော့ဒီကျွန်တော်တို့ V3 ရဲ့နောက်ဆုံးဘိတ် ပွဲရတော့ကျွန်တော်ရဲ့ပွဲကွန် e-sport ဘတ်သက်ဝိုင်ဂျီတို့ရဲ့ပွဲအဲ့ဒီပွဲကတော့ရေလက်ချမ်းပဲရေလက်မိုက်ပဲเนาะဒီကောเนาะအဲ့ဒီပွဲကိုစောင့်ကြည့်ရမှာဖြစ်ပါတယ်ဗျခဲကျွန်တော်တို့ဒီ Amazon ကျွန်တော်တို့ဒီပွဲတင်အကုန်လုံးကို live stream မကြည့်လိုက်ကြတဲ့ညီကိုတွေက live stream ကြည့်ဖို့အတွက်မအားလို့မကြည့်ပြလိုက်တဲ့ညီကိုတွေကကျွန်တော်ရဲ့ဒီ profile အောက်မှာ link ချထားတဲ့ကျွန်တော်ရဲ့ YouTube channel မှာဒီ Amazon ပွဲတင်အကုန်လုံးကိုကျွန်တော်ပြန်ပြီးတင်ပေးထားပါတယ်ဗျခဲညီကိုတို့ကသွားကြည့်လို့ရပါတယ်ကျွန်တော် YouTube channel လို့ subscribe လုပ်ပေးခဲ့ကြပါဦး တောင်းဆိုကြပါရဗျကဲတက်တော့ကြည့်ရှုနေညီကိုတွေကလည်းကျွန်တော်ဗီဒီယိုသဘောကျရင်တက်တတ်တယ်ဆိုလို့ရှိရင်ကျွန်တော် report and copy လေးလုပ်ခဲ့ပြီးရောကူညီပေးလို့ရပါတယ်ကဲနောက်ဗီဒီယိုနဲ့တူပဲပြန်လာခဲ့ပါမယ်ဗျာ